ဘောရဲ့ပရိုဖက်ဆာအကောင့်ကိုမြင်ရတော့ EOD ဘဏ်က MP credit ကနေတူဖြတ်သွားတာ EOD ဘဏ်က MP credit ကနေဆိုလို့ဒီနေ့တော့တူတူထားနိုင်တယ် အစ္စရေးဆိုရဟာအစ္စရေးနိုင်ငံရဲ့ဂါဇာကမ်းမြောင်ဒေသကြားကအဓိကနေဆဲကိတ်ကိုဖွင့်လှစ်ပေးလိုက်ပြီဖြစ်တယ်လို့သိရပါဗျ။ဒါဟာကိုနှစ်အတွင်းမှာပထမဆုံးကြိမ်ဖြစ်ကုန်စည်တည်ဆောင်လာတဲ့ယင်လေကိုတွာလောက်ခွင့်ပြုတော့မှာပဲဖြစ်ပါတယ်။အစ္စရေးနိုင်ငံဘက်ကလည်းဆယ်စုနှစ်တခုနေပါတော့ပိတ်ဆို့ထားခဲ့တဲ့ပါလက်စတိုင်းကိုတွာရဝင်ပေါက်ဖြစ်တဲ့အီရစ်နေဆဲကိတ်ကလည်းကုန်စည်တယူပို့ဆောင်မှုတွေပြုလုပ်နေပုံကို AFP ဂျပန်သတင်းထောက်ကသတင်းရယူခဲ့ပါတယ်။2008ခုနှစ်ကစပြီးဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းမှာရှိတဲ့ KN Shalom နယ်စပ်ကိတ်ကနေ Iris နယ်စပ်ကိတ်ကိုကွန်ပျူတာနဲ့လူအဝင်ထွက်မလုပ်ဖို့ပိတ်ပင်ခဲ့ပါတယ်။ အစ္စရေးမျိုးခန့်တွေကတော့အခုလိုနေဆက်ဂိတ်ဖွင့်လှစ်လိုက်တာကြောင့်နေ့စဉ်ထရက်ကာရာပေါ်များစွာဖြတ်တန်းဝင်ရောက်နေတဲ့အတွက်ယင်ကြောပိတ်ဆို့မှုတွေကိုစုစုပေါင်းဖြစ်ပေါ်စေပြီးဒေသခံရေမောင်းတွေအတွက်အန္တရာယ်ရှိနိုင်တယ်လို့ပြောပါတယ်။အစ္စရေးကာကွယ်ရေးဝန်ကြီးမိုရှေယာလွန်ဟာဝေလာကလေးက ဂါဇာဒေသနဲ့ကုန်စည်စည်းမှုပုံမှုကောင်းမွန်စေပြီးကီယန်ရှာလွန်နယ်စပ်ကိတ်မှာရင်ကျောပိတ်ဆို့မှုကိုလျော့ပါစေဖို့အီရစ်နယ်စပ်ကိတ်ကိုဖွင့်လှစ်တော့မှာဖြစ်တယ်လို့ပြီးခဲ့တဲ့မေလကပြောကြားခဲ့ပါတယ်။အခုလိုအီရစ်နယ်စပ်ကိတ်ကိုဖွင့်လှစ်တဲ့အတွက်ပါလက်စတိုင်းသွင်းကုန်လုပ်ငန်းလုပ်ကိုင်သူတွေကိုပုံမှုအဆင်ပြေစေပြီးဂါဇာကမ်းမြောင်ဒေသရဲ့စီးပွားရေးဖွံ့ဖြိုးလအောင် အထောက်အကူပြုပေးနိုင်မှာလည်းဖြစ်ပါတယ်။အီဂျစ်အစ္စရေးနဲ့မြေတဲပင်လယ်ကြားမှာတည်ရှိတဲ့ဂါဇာကမ်းမြောင်ဒေသမှာပါလက်စတိုင်းလူမျိုးတိတိကျကျကိုယ်တန်နေထိုင်နေလို့လည်းသိရပါတယ်။